မင်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ရခိုင်မှာမွတ်စလင်တွေကိုစစ်သားဖြစ်မဆုဆောင်ဘူးလို့စစ်ကောင်စီကညှင်းဆုံနေချိန်မှာမွတ်စလင်တွေကိုစစ်တနံပေးနေတဲ့ဗီဒီယိုထွက်ပေါ်လာပါတယ်ကချင်ပြည်နယ်ဒေါ်ဖုံးရံမြို့နယ်ဘွဲကခလာရ140တရင်ကစစ်တီနဲ့အရာရှိတွေအလံဖြူတောင်လက်လက်ချတဲ့တဲ့ပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တပုတ်ကတော့ရခိုင်ပြည်နယ်မှာမွတ်စလင်တွေကိုစစ်သားဖြစ်မဆူဆောင်းဘူးလို့စစ်ကောင်စီကငင်းဆိုနေချိန်မှာမွတ်စလင်တွေကိုစစ်တနန်ပေးနေတဲ့ဗီဒီယိုတခုလူမှုကွန်ရက်ပေါ်မှာထွက်ပေါ်လာပါတယ်။ဖေဖော်ဝါရီလအတွင်းမှာရခိုင်ပြည်ကမွတ်စလင်တွေကိုစစ်မှုထမ်းဖို့အတွက်အာဏာသိမ်းစစ်ကောင်စီကအတင်းအဓမ္မခေါ်ယူနေတယ်လို့သတင်းမီဒီယာကဖော်ထုတ်ခဲ့ပြီးမှလည်းစစ်ကောင်စီကမဟုတ်မှန်ကြောင်းညှင်းဆိုခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့စစ်တွေမျိုးကအနောက်ပိုင်းတိုင်းစစ်တနာကျုပ်လက်အောက်ခံ ဒေတာကိုကဲမှုဆန္ဒချုပ်ခြံဝင်းတွင်ကအဆောက်အုံတစ်ခုအတွင်မှာအတင်းအဓမ္မခေါ်ယူထားတဲ့မွတ်စလင်အမျိုးသားလူငယ်တွေကိုစစ်ကောင်စီကစစ်တင်နှန်းပေးနေတဲ့ဗီဒီယိုဖိုင်ထပ်ပေါ်လာတာလည်းဖြစ်ပါတယ်ဒီဗီဒီယိုဖိုင်ထဲမှာမွတ်စလင်တွေကိုစစ်တင်နှန်းပေးနေတဲ့နေရာကိုရခိုင်ပြည်နယ်လုံခြုံရေးနေနေဆက်ရေးရဝန်ကြီးဗိုလ်မှူးကြီးကျော်သူရကိုယ်တိုင်လာရောက်ကြည့်ရှုနေကြတာကိုလည်းတွေ့ရပါတယ်ရခိုင်ပြည်ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာစစ်တွေကြောက်ဖြူဘူးတိတော်မောင်တော်နဲ့ရတိတော်ဒေတာက အသက်18နှစ်နဲ့35နှစ်အတွင်းမှာရှိတဲ့မွတ်စလင်လူမျိုးအမျိုးသားတွေကိုလစာကြက်တသိန်းခွဲစန်တိန်နဲ့စားစီတပိတ်တာပေးပြီးစီယုံကစစ်မှုထမ်းရန်အတွက်အတင်းအဓမ္မခုံနေရာဖြစ်တယ်လို့လည်းခိုင်မာတဲ့သတင်းမြစ်ကပြောပြပါဗျ။ဒေတာသတင်းမြစ်တွေရဲ့ပြောဆိုချက်အရဖေဗူလာကနေမတ်လ10ရက်နေ့အထိရခိုင်ပြည်တွင်းကမွတ်စလင်အမျိုးသား900ဦးထက်မနည်းကိုစစ်မှုထမ်းဖို့အတွက် အတင်းအဓမ္မခေါ်ယူခံထားရတယ်လို့လည်းစုံစမ်းသိရှိရပါတယ်။အပြစ်မဲ့ပြည်သူတွေနဲ့မွတ်စလင်တွေကိုစစ်မှုထမ်းဖို့အတွက်စစ်ကောင်စီကအတင်းအဓမ္မခေါ်ယူနေရဟာဆင့်ရဆွေးမှုမြောက်နေတယ်လို့ပြည်ရင်းပြည်ပမွတ်စလင်အတိုင်းဝိုင်းကဝေဖန်ပြောဆိုနေကြပါတယ်။မွတ်စလင်လူမျိုးတွေအနေနဲ့လည်းစစ်ကောင်စီကစစ်မှုထမ်းရန်ခေါ်ယူနေတာကိုငင်းဆန်ကြဖို့နဲ့စန့်ကျင်ကန့်ကွက်ချဖို့အတွက်ရခိုင်တပ်တော်အေကပြီးခဲ့တဲ့ရက်ပိုင်းကတိုက်တွန်းပြောဆိုထားပါတယ်ရှင်။ ဆက်လက်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်တစ်ပုတ်ကတော့ရခိုင်ပြည်ပုံနာကျုံမျိုးကအကျန်းဖက်စစ်ကောင်စီရဲ့ခမရ950အပါဝင်တက်စကန်တွေအားလုံးကို သိမ်းပိုက်ပြီးတဲ့နောက်မှာစစ်ကောင်စီရဲ့ပုံနာကျုံအခြေစားဌာနဆိုင်ရာရုံးတွေ ရှေ့မှာတွေ့ရတယ်။ရခိုင်တပ်တော်စစ်တီတော်တွေရဲ့မှတ်တမ်းဓာတ်ပုံတွေကိုရခိုင်တပ်တော်အေကထုတ်ပြန်လိုက်ပါတယ်။ဖေဖော်ဝါရီလ22ရက်နေ့ကနေစတင်ပြီးပုံနာကျုံမျိုးအခြေစားအကျန်းဖက်စစ်ကောင်စီရဲ့ခမရ950တရင်ကိုရခိုင်တပ်တော်ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရမှာ မတ်လ၄ရက်နေ့ကအပြည့်အသက်သိမ့်ပတ်ရရှိခဲ့တာလည်းဖြစ်ပါတယ်။စကန်းသိန်းတိုက်ပွဲအတွင်းမှာ ခမရ950တရင်ကဗျူဟာမှုဘုံမူကြီးမျိုးမင်းကိုကို DSC အပတ်စဉ်40နှစ်ခလာရ208တရင်မူဒုဘုံမူကြီးဖြိုးသူအောင်ခမရ950ကဘုံမူစောထွေးတို့အပါဝင်စစ်ကောင်စီတပ်သားအမြောင်များဟာတေသွားခဲ့တာဖြစ်ပြီးလက်နက်ခရင်အမြောင်များကိုလည်းတိတ်ဆက်ရရှိခဲ့လို့သိရှိရပါတယ်ရှင်။ ရန်ကုန်ကသတင်းတပုတ်ကိုကြည့်ရအောင်ပါရန်ကုန်မြို့အင်းစိန်မြို့နယ်ကအကြမ်းဖက်စစ်ကောင်စီတပ်ရဲ့လေတဲ့ဝန်ထမ်းအင်အားဝင်းတွင်းကို40မမနဲ့ပြစ်ခတ်တိုက်ခတ်ခဲ့လို့ Arbor Special Force USF ကတာဝန်ရှိသူတို့ကရန်ကုန် ခေတ်သစ်မီဒီယာကိုပြောပြပါရတယ်။မလ10ရက်နေ့ညနေ6:00နာရီခွဲလောက်မှာအင်းစိန်မြို့နယ်ကအကြမ်းဖက်စစ်ကောင်စီတပ်ရဲ့လေတဲ့ဝန်ထမ်းအင်အားဝင်းကို Arbor Special Force USF က40မမနဲ့ပြစ်ခတ်တိုက်ခတ်ခဲ့တာလည်းဖြစ်ပါရတယ်။တိုက်ခတ်မှုတွင်မှာ လေတဲ့ဝန်ထမ်းအရာဝန်တွင်ကအကြက်ဖက်စစ်ကောင်စီရဲ့အရာရှိပိုင်းတွေလေတဲ့အရာရှိဝန်ထမ်းတွေမိသားစုဝင်တွေလုံခြုံရေးစစ်သားတွေတည်ဆုံနိုင်တယ်လို့အဆောက်အုံတွေလည်းထိခိုက်ပျက်စီးနိုင်တယ်လို့သိရှိရပါတယ်။အဲ့လိုတိုက်ခတ်ရတာဟာအပြစ်မဲ့ပြည်သူတွေနဲ့ကလေးငယ်တွေကိုလေချောင်းကနေပြစ်ခတ်တပ်ဖြတ်ရမှာအဓိကအပြစ်ရှိသူ လေတဲ့ထိပ်ပန်းအရာရှိတွေခေါအောင်နေတယ်ဆိုတဲ့သတင်းအရခုလိုတိုက်ခတ်ခဲ့တာဖြစ်တယ်လို့ Urban Special Force USF ကထုတ်ပြန်ထားပါတယ်ရှင်။ ီတစ်ခါမှာတော့တနင်္လာရီနေ့တဝယ်မြို့နယ်မြစ်တာမြို့မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအကြမ်းဖက်စစ်ကောင်စီတပ်ဟာလေကြောင်းနဲ့ဘုံကျဲတက်ခတ်ခဲ့ရမှာနေအများပြားထိခိုက်ပျက်စီးခဲ့ရတယ်လို့ဒေတာတွင်သတင်းမြင့်တွေစီကနေသိရှိရပါတယ်မလ၄ရက်နေ့နဲ့မလ၆ရက်နေ့တို့မှာမြစ်တာမြို့ပေါ်ကိုဘုံကျဲတက်ခတ်ခဲ့တာဖြစ်ပြီးနေအိမ်၅လုံးပျို့ကျပျက်စီးခဲ့တဲ့အပြင် တချို့နေရင်တွေဟာမိတောင်ပြကြခဲ့သလိုအစိပ်ပိုင်းပစ္စည်းခဲ့တဲ့နေရင်တွေလည်းရှိကြောင်း KNU တပ်မဟာလေးဘိတ်ထဝဲခရိုင်အတွင်းရေးမှူးဖြစ်တဲ့ဘဒုံစောရဲ့နာကပြပြပါရယ်မြစ်တာမျိုးတွေကိုလေချောင်းနဲ့ဘုံကျဲတက်ခတ်ခဲ့တဲ့ပြင်မြစ်တာမျိုးဘီဟာကုန်းစခန်းကလည်းလက်လက်ကြီးတွေနဲ့မကြာခဏပြစ်ခတ်နေရလို့လည်းသိရှိရပါရယ်အဲ့လိုပြစ်ခတ်မှုကြောင့်မလလေးလေးကအမျိုးသားတအူးဟာမျက်လုံးကိုဘုံစထိမှန်ခဲ့ပြီး မျက်လုံးကွယ်သွားခဲ့ရတယ်လို့လည်းသိရှိရပါတယ်။အကြက်ဖက်စစ်ကောင်စီတပ်ဟာလေကြောင်းနဲ့ဘုံကျဲတက်ခတ်မှုကြောင့်မြို့တွေပြည်သူအလုံးနီးပါးထွက်ပြေးတင်းရှောင်နေကြတယ်လို့လည်းသိရှိရပါတယ်။မြစ်တာမြို့ပြင်အရှိတောဒေသကြောင်မဲတောင်တောင်သုံးလုံးနဲ့ရွှေချောင်းကျေးရွာတို့ကိုလည်းဘုံကျဲတက်ခတ်ခဲ့တာကြောင့်စေးရုံဓမာရုံဖုန်ကြီးကျောင်းနဲ့ဗလီနဲ့နေအများပြပျက်စီးခဲ့ရတယ်လို့လည်းသိရှိရပါတယ်ရှင်။ ဒီတစ်ခါမှာတော့မြန်မာနိုင်ငံကအကြမ်းဖက်စစ်တရဲ့ဒေါက်တိုင် တေဇရဲ့သမီးဖြစ်သူရေချယ်တေဇကိုအီတလီနိုင်ငံကနေပြောင်းရွှေ့ဖယ်ရှားဖို့နဲ့ပိုင်ဆိုင်မှုတွေကိုထိန်းသိမ်းဖို့အတွက် Justice for Myanmar ဂျဲဗန်ကအီတလီအာဏာပိုင်တွေစီကိုသတင်းပေးတိုင်ကြားလိုက်ပါတယ်။ရေချယ်တေဇခေါ်ထူးထွေးဒီဇာ EU ကဒဏ်ခတ်ပိတ်ဆို့မှုတွေချမှတ်ထားတယ်။ထူးကုမ္ပဏီအုပ်စုဝင်ကုမ္ပဏီတွေမှာဒါရိုက်တာနဲ့ရှယ်ယာရှင်ဖြစ်ပါဝင်နေမှုပေါ့။ စုံစမ်းစစ်ဆေးဖို့တဲ့ Justice for Myanmar ဂျဲဗန်ကတရင်ပေးတိုင်ကြားထားတာလည်းဖြစ်ပါတယ်။ဒါအပြင်လိုအပ်သလိုပိုင်ဆိုင်ပစ္စည်းတွေကိုထိန်းသိမ်းထားဖို့နဲ့သူ့ကိုအတလီနိုင်ငံကနေပြောင်းရွှေ့ဖယ်ရှားဖို့အတွက်ပြင်သစ်ရှင်တွေက Justice for Myanmar ကိုစားပြုပြီးအီတလီအနာဘိုင်းရေးစီကိုတိုင်ကြားခဲ့တာလည်းဖြစ်ပါတယ်။ရေချယ်တေဇာကအီတလီနိုင်ငံမှာနေထိုင်နေတာဖြစ်ပြီး EU ကဒဏ်ခတ်ပိတ်ဆို့မှုချမှတ်ထားတဲ့သူ့မိသားစုပိုင်းစီးပွားရေးလုပ်ငန်းတွေကိုဆောင်ရွက်နေတာလည်းဖြစ်ပါတယ်။ ထူးကုမ္ပဏီအုပ်စုဟာမြန်မာစစ်အုပ်စုတွေဗဏ္ဍာငွေဆက်လက်နဲ့နဲ့ဆက်ဆက်ပစ္စည်းတွေကို ပေးရနေတာဖြစ်ပြီးလူမျိုးတုံတက်ပြတ်မှုစစ်ရာဇဝတ်မှုတွေနဲ့လူသားမျိုးနွယ်ပေါ်ကျွလွန်တဲ့ရာဇဝတ်မှုတွေကိုအားပေးကူညီနေသလိုအကြမ်းဖက်စစ်တပ်ရဲ့နိုင်ငံတကာစီးပွားရေးကွန်ရက်မှာအရေးပါတဲ့ဆက်ထုံးကုမ္ပဏီတခုလည်းဖြစ်တယ်လို့ Justice for Myanmar Japan ကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ပုဒ်ကတော့ ကချင်ပြည်နယ်မုံမော်မြို့နယ်ဒေါ်ဖုံးရံမြို့နယ်ကွယ်ခလာရ140နဲ့တရင်ကစစ်တီနယ်အရာရှိတွေဟာမနစ်ကအလံပြူထောင်းလက်လက်ချခဲ့လို့ KIA ရှေ့တန်းတရင်မြေကပြပြပါရယ်ဒီတက်စကန်ကိုမတ်လ9ရက်နေ့ကစတင်တက်ခဲ့ခဲ့တာဖြစ်ပြီးမတ်လ10ရက်နေ့မနက်ပိုင်းမှာလက်လက်ချခဲ့တာလည်းဖြစ်ပါရယ်တရင်တစ်ခုလုံးကိုနယ်မြေရှင်းလင်းမိရှို့လိုက်ကြပြီး လက်လက်ချအလင်းဝင်လာသူတွေကိုဘေးကင်းရာကိုပြောင်းရွှေ့ပေးထားတယ်လို့လည်းသိရှိရပါရယ်မနစ်က KIA ဦးဆောင်တဲ့တော်လိုင်းတက်တွေက မြစ်ကြီးနားပူတာကိုလမ်းတစ်လျှောက်ကစစ်ကောင်စီတပ်စခန်းတွေကိုတိုက်ခိုက်နေရလို့လည်းသိရှိရပါတယ်။မလ9ရက်နေ့ကမိုးမောင်မြို့နယ်နဲ့ဝိုင်းမော်မြို့နယ်ကအကြမ်းဖက်စစ်ကောင်စီတပ်စခန်းနေရာ12ခုထက်မနည်းကိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး6ခုထက်မနည်းတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့တပ်စခန်းတွေကို KIA ဦးဆောင်တဲ့တော်လိုင်းတပ်တွေကတိုက်ခတ်သိမ်းပိုက်ရရှိထားတာဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ညကောင်ခစ်တဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါကျေးဇူးပေးရတဲ့ကျေးဇူးတင်ပါရှင်ကျမများပါ